အလုံးပဲမင်္ဂလာပါဒီနေ့ April 17ရက်နေ့မှာတော့ကချင်ပြည်နယ်နမ်မော်မြို့နီးမှာဆိုလို့ရှိရင်စကတ်ဆတ်နဲ့ဒီရှမ်းနီနဲ့ပေါင်းတယ်ပေါင်းပြီးတော့သူတို့ထိုးစစ်ဆင်တယ်ဒီဖက်ကဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီဖက်ကစကတ်ဆတ်တဲ့ရှမ်းနီအဖွဲ့က9ယောက်ကြာဆုံးသွားတယ်9ယောက်သေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ် နောက်တစ်ခုကမာအလာကိုအေးယူမယ်နော်အေးယူမယ်ဆိုတာကအဲ့ဒါကပါလို့ဆိုလို့ရှိရင်နော်ကျွန်တော်တို့ IIMM လို့ခေါ်တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့နော်အဲ့ဒါကအချက်လက်တွေကိုစုဆောင်တယ်စုဆောင်ပြီးမှကျွန်တော်တို့ဒီ ICC တို့အဲ့ဒီနေရာတွေမှာသွားပြီးတော့တရားစွဲတယ်နော်အချက်အလက်တွေပူးပေါင်းပေးတယ် IIMM ဆိုတဲ့အဖွဲ့ကနော်ဆိုတော့သူတို့အခုဒီဆက်ကဆက်ကတကယ့်မိငလင်းတွေလုတ်တဲ့အချိန်မှာလူတွေပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာလုံးဝ ောင်မရက်ဆေးပင်းနဲ့ဘုံတွေကိုလိုက်ကျဲတဲ့အတွက်ကြောင့်သူတို့ကိုအရေးယူနိုင်ဖို့အချက်အလက်တွေကိုနော်အကောလုံးစူးစမ်းပြီးတော့အရေးယူဖို့အတွက်စူးစမ်းမယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ဒီကုလသမဂ္ဂရဲ့လူအခွင့်ရေးအထူးကိုဆိုရင်နော်တွန်အင်ဒရူကလည်းသူပြောတယ်ကုလသမဂ္ဂဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဂျားဝင်ပြီးတော့ ခင်ဖြစ်ဖို့လိုနေပြီဆိုတဲ့ဟာကိုအဲဒီမှာကုလသမဂ္ဂမှာတင်သွင်းနေဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ flan flan မျိုးသိမ်းတိုက်ပွဲဟာဆိုလို့ရှိရင်တော့နောက်အောင်မြင်စွာပြီးဆုံးသွားတယ်ဆိုတော့ကျွန်တော်တို့ဒီချင်းပြင်းနေမှာဆိုလို့ရှိရင်တော့ flan ဟာဆိုလို့ရှိရင်ဒုတိယမျိုးတော်ဖြစ်တယ်အဲ့ဒီမျိုးကိုနေပြီးတော့ဒီနိုင်ငံပူပေါင်းအဖွဲ့တွေတော်တော်များများပါတယ်အဲ့ဒါက96 soldier ဆိုတဲ့အဖွဲ့ကသူတို့လည်းပါဝင်တယ်เนาะအဲ့ဒီမှာဗီဒီယိုဖိုင်တွေကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့သူတို့အဖွဲ့ကလည်း10ယောက်ကြာတယ်เนาะ NLA လို့ခေါ်တဲ့เนาะအမျိုးသားလွတ်မြောက်ရေးတပ်တော်เนาะတပ်တော်ကလည်းအဲ့ဒီမှာ၃ရောက်သေးတယ်ကိုဦးတန်ရရတယ်နောက်တစ်ခုကเนาะ MBT လို့ခေါ်တဲ့ Black Tiger ဲ့ဒီအဖွဲ့ကလည်း9ဦးကြားဆုံးပြီးတော့3ဦးတန်ရာရရှိတယ် CP လို့ခေါ်တဲ့ဒီချင်းမြင်အောင်ချင်းဘရဒါအဖွဲ့ကလည်းအယောက်ပေါင်း20เนาะအယောက်ပေါင်း20ကြားတယ်ဆိုတော့တော်တော်ကိုကြားဆုံးလို့ရှိတယ်เนาะတော်တော်ကြားဆုံးလို့ရှိတယ်အဲ့ဒီ friend type ဖွဲ့ကဒါပေမဲ့အောင်မြင်စွာပြေဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီနေ့တိတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာပြန်ပြီးချိန်တဲ့ခါကျတော့ဒီဖက်ကဒီ PDF တွေเนาะဘာမှ PDF တွေလို့ခေါ်လို့ရတယ်ကျွန်တော်တို့96 soldier တို့ဘာလို့ဆိုတာပါဝင်ပြီးတော့တိုက်ခိုက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့တော်တော်များများ black tiger တို့ဘာလို့လဲအဲ့ဒီမှာသွားပြီးတော့တိုက်တာကိုလည်းတွေ့ရ တယ်ဆိုတော့အစ်ဘေးကတော့ဒီဖျားတော်လိုင်းရဲ့အဖွဲ့လေးတော်တော်များများပေါင်းပြီးတော့တိုက်ခိုက်ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကရှမ်းပြည်နယ်နော်ယွာငံမှာဆိုလို့ရှိရင်တော့ဒီအောင်ပန်းနော်အောင်ပန်းလိုင်းပတ်မှာဆိုလို့ရှိရင်တော့အင်စီကနဲ့ပြီးတော့ဆရာကြီးအဲ့ဒီမှာဘိုလ်ကြီးမျိုးစော်တန်းဆိုတဲ့လူကအင်စီကနဲ့ပြန်လာတယ်ပြန်လာတဲ့ခါကျတော့ဒီဖက်ကလူတွေကတင်ရတယ်တင်ရပြီးတော့ဂျာမန်နေပြီးတော့ဝင်ပြီးတော့တိုက်တယ်နော်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့လိမ့်မယ်နော်ကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမယ်ဆိုတော့သူကတော့အဲ့ဒီမှာကားပေါ်မှာပဲတည်ဆုံသွားတယ်ကားကတော့အဖြူပေါ့နော်ကားအဖြူနဲ့နေပြီးတော့သူစီးလာတယ် စီလာတဲ့ခါကျတော့ဒီကနေပြီးတော့ချိုးပြီးတော့ပြစ်တက်လိုက်တယ်เนาะပြစ်တက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာသူ့မှာပါလာတဲ့ပစ္စတုเนาะပစ္စတုတလက်ရဲ့လက်ပစ်ပုံးရဲ့เนาะတင်စေရမိနေဆိုတဲ့ဟာကိုတည်င်းတပ်ပုံးတွေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါတော့ဒီမှာသိဆုံးသွားတဲ့ဒီပြစ်ခတ်တဲ့ပုံစံတွေကလည်းတကယ်เนาะဒီသူတို့သုံးလေးယောက်အဆက်မပြတ်ပြစ်ပြီးတော့အလိုမျိုးသိဆုံးသွားတာကိုတွေ့ရတယ်အဲ့ဒီဗီဒီယိုဖိုင်မှာเนาะနောက်တစ်ခုကမကွေးပခုတ်ကူပြောမှာဆိုလို့ရှိတော့ကောက်ကွင်းကနေပြီးတော့ပြန်လာတယ်အဲ့ဒီမှာเนาะအဲ့ဒီကလည်းကျွန်တော်တို့ကပ္ပစနဲ့စင်နဲ့လေးเนาะပုံမှု တော်စင်ဦးဆိုတဲ့လူနဲ့သူ KTV ပိုင်ရှင်အဲ့ဒီတော့ KTV ကနေပြန်လာတော့เนาะ KTV ပိုင်ရှင်သူကတော့ဘောမပေါ့เนาะဘောမပေါ့ဆိုတော့ကားနဲ့ပြန်လာတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမှာဂျိုပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့နေတော့အဲ့ဒီမှာနှစ်ယောက်စလုံးမလခီယာဖြစ်သွားတယ်ဒီ KTV ရဲ့ပိုင်ရှင်ကတော့မြင့်ဦးလို့ခေါ်တယ်အခုနောက်ကဒီကောက်ကွင်းကပြန်လာတဲ့ဒီကပတ်စ24ပုံမူး တော်စင်ဦးလို့ခေါ်တယ်နော်ပုံမှန်တန်ဆိုတော်စင်ဦးဒီပြန်တော့တော်အကောင့်ကြီးကြီးသိတယ်နော်အခုနကဒီရှမ်းပြည်နဲ့ဒီရောင်ငံမှာလည်းအဲ့ဒါလည်းအကောင့်ကြီးကြီးပဲနော်အကောင့်ကြီးကြီးပဲဆိုတော့တော်တော်ကိုသူတို့ဘေးနေရာမှာသွားသွားဒီတော်လိုင်းရဲ့အဖွဲ့တွေကလိုက်ပြီးတော့ကျွန်တော်တို့ချင်းချောက်နိုင်တယ်ဆိုတဲ့ဟာကိုတော့ဒီ တာရကတွေဒီတည်တင်းတပ်ပုံတွေဒီအဖြစ်ပြက်တွေအဖြစ်ကျွန်တော်တို့သိနိုင်နေဆိုတာတော့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးတိုင်းမှာမြင်းချံမှာဆိုလို့ရှိရင်တော့ကြောက်ပြုတ်ကျေးရွာမှာဒီစကားဆက်ရဲ့ဒီခန်းဝင်ပြီးတော့တော်လိုင်းရဖွေတယ်ကိုဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတယောက်သေးဆုံးသွားတယ်ခုနဦးတန်ရာရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တည်တင်းတပ်ပုံတွေနဲ့တကွာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနေပြီးတော့နေပြီးတော့မှာဆိုလို့ရှိရင်ဒီမင်းကလေးလှုပ်တဲ့ခါကျတော့တော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်အဆောက်အဦပေါင်းဒီအစိုးရဝန်ထမ်းအဆောက်အဦပေါင်းထောင်ကျော်မှာဆိုလို့ရှိရင်တကွာ နော်အကောင့်မရှိဘူးအကောင့်ပကတိပါတလုံးမှမရှိဘူးအဲ့ပြီးတော့ဝန်ထမ်းအင်အား800ကျော်မှဘယ်တစ်ခုမှအကောင့်မရှိဘူးဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ပြန်လည်ပြီးတော့ပြုပြင်မုံမှန်ဖို့အတွက်ကကျွန်တော်တို့ဆက်ကဆက်ကချက်ချင်းအခုခံလိုက်တယ်နော်အရင်ကဒီအနာရှင်တွေမလုတ်တဲ့အလုပ်တစ်ခုကိုသူလုပ်တယ်အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝပြေပါကအကိုကြီးလုံးဝမတောင်းဘူးနော်ဝန်ခွင့်လုံးဝမပေးဘူးနော်လာတာပြစ်စီပြစ်စီရတဲ့နာကိတော့ဘာလို့ဆိုလို့ရှိရင်တော့ဟိုမှာနော်ကုညီရဲ့ နော်ဒီတင်မောတွေအများကြီးရောက်လာပြီလုံးဝဝင်ခွင့်မပေးဘူးအဲ့လိုမျိုးလုပ်တယ်နော်ဆိုတော့မအားလာကြတော့အဲ့လိုမျိုးမဟုတ်ဘူးနော်မအားလာတော့ထူးထူးချာချာအဲ့ဒီမှာနိုင်ငံတကာကိုချက်ချင်းဖိတ်ခေါ်လိုက်တယ်နော်အကူအညီတွေတော်တော်ကိုဝေးလာတယ်ဘာဖြစ်လို့ဒီလိုလုပ်လဲဆိုတော့နေပြည်တော်တော်တော်ထိတယ်နော်နေပြည်တော်တော်တော်ထိတယ်ဆိုတော့ကိုနိုင်ငံတကာကနေပြီးတော့အလှူတွေဝင်လာတယ်ဝင်လာတဲ့ခါကျတော့သူ့စီမှာပဲခလုံးနော်ဒီဖက်ကအရင်ဒီဖက်မှာတော့မစင်းစားနဲ့ဘာမှမ ်။သူ့ရဲ့ဒီဖက်မှာဒီဒေါ်လာရဲ့ထင်းချုပ်ထားတဲ့နေမြေတွေမှာလုံးဝမရောက်ဒီမာလာကအကုန်လုံးထင်းချုပ်ထားတယ်။ဆိုတော့အဲ့ဒီအလုံငွေတွေအားလုံးကနေပြတော့မှာပဲသွားမှာပဲကျွန်တော်ခဏခဏပြောတယ်နော်။ဆိုတော့ဒီနေ့ကတော့တက်စီတစ်ခုအနေနဲ့ကျွန်တော်တို့ထွက်လာတယ်။အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီနေပြတော့ရုံချုံတို့ဆောက်အုံးတွေအကုန်လုံးကိုနေပြတော့ပြန်လဲပြုတ်ပြင်းမုန်းမှန်ဖို့အတွက်ကဘသူကတောင်းဝယ်ယူရလဲဆိုလို့ရှိရင်တော့သူ့ရဲ့သားအပြစ်ဆုံးရဲ့ဆောက်လို့ရဲ့ company ကနေပြတော့လုတ်ခွင့်ရတယ်။ရမှာပေါ့နော်။ဟုတ်နိုင်ငံတကာကအကုန်ကြီးအားလုံးကိုနော်သူသားပဲအကုန်လုံးရမှာပဲလေနော်။အဲ့ဒီသူလက်ထက်မှာပဲ။ ရှိတယ်သူ့အဖေကနေပြီးတော့သူသားကိုပေးလိုက်တယ်ဒါပဲเนาะရှင်းနေတာပဲဆိုတော့เนาะအဲ့ဒါကကြိုပြီးတော့မြင်ထားတယ်တကယ်ဖြစ်ရမယ်လို့ကျွန်တော်တို့ဖြစ်လာတယ်ဆိုတော့เนาะတခြားနေရာတွေကတော့အသေးအခွေးလေးပဲရောက်သွားလိမ့်မယ်เนาะအဲ့ဒီမှာတအင်းကိုစေသိမ့်လို့တော့ကျွန်တော်တို့ပြောတန်ကြားတယ်မာလာထောက်ပံ့တယ်ဆိုတော့အဲ့ဒီကလည်းအရောက်စီရမှာမဟုတ်ပါဘူးเนาะအဲ့ဒီမှာသူ့စီမှာအခုနေပြီးတော့ပါပဲအကုန်လုံးသူပြည့်စစ်တဲ့အင်းကိုအကုန်လုံးဆောက်ဖို့ကနိုင်ငံတကာကဝါဝဲကူညီပေးတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူ့ရဲ့သားကိုနေပြီးတော့ lesson ကားလိုက်တယ်နိုင်ငံတကာကဒီအလုံးဝေးကိုသူမြောက်ကိုသူလက်ထံမှာရောက်တယ် ပြီးတော့သူသားကိုပေးလိုက်တယ်။ရမင်းဆောက်ဆောက်ခါကိုရော့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 အဲစသဖြင့်ပေါ့နော်။တဘောမှာ1000တန်ဆိုလို့ရှိရင်1000ပေးတယ်ပေါ့အလှူငွေနဲ့။ ဆိုတော့လူငွေဆိုတော့သူပက်ဆံမမဟုတ်တာเนาะဆိုတော့အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့ဒီနေ့အတင်းဒီမှာတက်လာပြီเนาะတက်လာပြီကျွန်တော်ခန့်မှန်းတယ်အခုပြန်တက်လာတယ်ဆိုတော့မှန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီချင်းညီနောင်ကဒီချင်းပြင်းနေမှာခုနက၃မျိုးပဲကျန်တော့တယ်เนาะ၉မျိုးရှိတယ်เนาะချင်းပြင်းနေမှာ၉မျိုးရှိတယ်၉မျိုးမှာကျွန်တော်တို့ကအခုမတိုက်တဲ့တိုက်လို့မရသေးတာကဟာခရဲ့တီတင်ရဲ့ထန်တလန်ရဲ့เนาะဒီ၃ခုပဲကျန်တော့တယ်ထန်တလန်ကတော့ပြန်ကျနေပါပြီเนาะထန်တလန်မျိုးတစ်မျိုးကျန်တယ်တီတင်မျိုးတစ်မျိုးကျန်တယ်ဟာခမျိုးတစ်မျိုးကျန်တယ်ဆိုတော့တီတင်ကလည်းတဝက်တစ်ပြက်เนาะအဲ့ဒီမှာ ကလုံးထိန်းချုပ်ထားပြီးပြီထန်တနာနဲ့အခုလုံးဝမတိုက်ပဲနဲ့ရှိတာကဟာခာနော်ဟာခာကတကယ်မျိုးတော့နော်မျိုးတော့ဆိုတော့အခုညီနောင်သုံးခွဲကဒီဖလန်ကိုတိုက်ပြီးတဲ့နောက်ပိုင်းမှာနော်တိုက်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အခုထပ်ပြီးတော့ကျွန်တော်တို့တီတီကိုတိုက်မယ်ဆိုပြီးတော့ဒီနေ့ကျင်ညာပြီနော်ဆိုတော့ကျွန်တော်တို့ချင်းပြင်းတွေကိုကြည့်လို့ရှိရင်၃မျိုးပဲကျွန်တော်တို့ရခိုင်ပြင်းတွေမှာလည်း၃မျိုးပဲကျွန်တော်တို့ဆိုတော့သုံးကနားကတော်တော်ခက်စားနေတယ်နော်ချင်းပြင်းတွေမှာဆိုလို့ရှိရင်ဟာခာတီတီထန်တလန်ကျွန်တော်တို့ရခိုင်ပြင်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြောက်ဖြူမန်အောင်စစ်တွေဒီသုံးခုပဲကျွန်တော်တို့နော် ရဒီအဒီပြရတော့ဒီချင်းချင်းတော့တိုက်တာကလည်းကျွန်တော်တို့ AA ကတကယ်တမ်းပထမဆုံးဦးစီးပြီးတော့တိုက်တာဖြစ်တယ်ဆိုတော့အခုကတော့ AA ရဲ့တင်းကနည်းနည်းမိန်သွားတာတွေ့ရတယ်เนาะဘာဖြစ်ဆိုတော့ချင်းချင်းဖက်ကတော်လိုင်းရဲ့ဖွဲ့တွေကတော်တော်ကိုเนาะဒီ AA ပါဝင်ပတ်သက်မှုတွေကိုသူတို့မကြိုက်တာတွေတော်တော်ကြီးကြီးလောက်လောက်အရင်ကထွက်ခဲ့ဖို့တယ်เนาะထွက်ခဲ့ဖို့တယ်ဘာဖြစ်ပြပြเนาะပထမဆုံးဆရာတော့သူပဲเนาะတကယ်ဦးစီးပြီးတော့သူလောက်တာဆိုတော့အဒီပြရတော့အဲ့ဒီမှာကျွန်တော်တို့ဒီချစ်ပြင်းတွေမှာသုံးမျိုးပဲကျွန်တော်တို့ ရခိုင်ပြည်နယ်မှာသုံးမျိုးပဲကျန်တော့တယ်အဲ့တော့အဲ့လိုမျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတရုတ်တရုတ်ကနေပြီးတော့မြန်မာနိုင်ငံမှာလာပြီးတော့တော်တော်ကိုအကူအညီမစားတဲ့ပထမကဒေါ်လာ3000ဘန်အထိကူညီတယ်ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့နောက်တစ်ချိန်139တန်းကိုထပ်လှူမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့တတိမီဒီယာမှာတက်လာတယ်အဲ့ဒါကပြန်လည်ထူထောင်ဖို့လေနော်ယောဂကာကွယ်ရေးစသဖြင့်ဒီယောဂတွေရေဆေးရုံမှာအသုံးဆောင်ပစ္စည်းတွေစသဖြင့်အားလုံးကိုကူညီထောက်ပံ့ဖို့အတွက် အဲ့ဒီမှာလူသားချက်စာနာမို့ထောက်ထားအနေနဲ့အခုရန်ကုန်နော်တရုတ်တန်ကျုံကနေပြီးတော့ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်တယ်။ဆိုတော့ထပ်ပြီးတော့ကျွန်တော်တို့138ခုနှစ်တန်းကူညီမယ်နော်။ကူညီမှာပေါ့သူရစရာတွေအများကြီးရှိတယ်။သူ့ရဲ့ company တွေအခုနောက်ကသူ့ရဲ့အစိုးရတွေသူ့ရဲ့လက်နက်ကိန်းတွေအကုန်လုံးမြန်မာနိုင်ငံမှာထည့်လိုက်ပြီ။ဆိုတော့အစ်ဒီပြရတော့သူ့နိုင်ငံဖြစ်သွားပြီနော်။သူ့နိုင်ငံဖြစ်သွားပြီ။အခုကြောက်ဖြူလို့ဘာလို့ဆိုရင်တော့အခုသူ့ရဲ့လက်နက်ကိန်းတွေအကုန်လုံးထည့်လိုက်ပြီ။ဆိုတော့မအလာကခွင့်ပြုတယ်။ဆိုတော့သူ့နိုင်ငံပဲလေ။အဲ့ဒီမှာကျွန်တော် invade လုပ်ပြီးသားပဲကျွန်တော်တို့ကျူးကျော်ပြီးတော့တင်ပိုက်တယ်လို့နာမည်တော့ အခုမထွက်တာကလည်းလို့အခုမြန်မာနိုင်ငံဟာဆိုလို့ချင်းကောလုံးတရုတ်လက်ထက်ရောက်သွားပြီနော်တရုတ်လက်ထက်ရောက်သွားပြီဆိုတော့သူ့နိုင်ငံဆိုတော့လည်းသူနည်းနည်းလေးကူညီလာပေါ့တခြားနိုင်ငံထက်နော်အဲ့လိုမျိုးတွေ့ရတယ်အမေရိကန်ကတော့ကျွန်တော်တို့ပထမတော့ဒေါ်လာ1သန်းနောက်တစ်ခုကတော့9သန်းဆိုတော့6သန်းကူညီနေဆိုတော့ဒီအာဂျီနိုင်ငံထက်မှာဆိုလို့ချင်းတော့ဒီအမေရိကန်ဆိုလို့ချင်းအနည်းဆုံးပေါ့နော်အနည်းဆုံးနိုင်ငံ ခုနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီမှာအလားမှာဆိုလို့ရှိရင်တိုက်ရခိုင်ရေเนาะအဲ့ဒီမှာတကက်တမဆေခုရှိတယ်เนาะဆေခုကိုနေပြီးတော့ဒီနေ့အချင်းချုံနေနဲ့ကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒီဆေခုတိမှာ၈ခုကကျွန်တော်တို့ဒေါ်လာရဲ့အဖွဲ့ရင်းနဲ့အလူးအလေးเนาะအလူးလက်ခံရတယ်เนาะခံရတယ်ဆိုတော့အခုတမမူအခုပြောနေတဲ့ဟာကတမမူတွေเนาะတမမူတွေအကြောင်းကျွန်တော်တို့ပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီတမမူမှာကျွန်တော်တို့တမ9 9ဆိုတော့89ပေါ့เนาะ89ကတော့ကျွန်တော်တို့အခုကသာ ကတာမှာဆိုလို့ရှိရင်တော့အန်ဖက်ဦးเนาะအန်ဖက်ဝါဆိုလို့ရှိရင်ကျွန်တော်တို့ဖန်ခံရတယ်เนาะဖန်ခံရတယ်အဲ့ဒီကတာမှာတော်လည်းရဖို့တွေကဖန်စီလိုက်တယ်เนาะအဲ့ဒီစေခုမှာကျွန်တော်တို့တကက်တိုက်ရိုက်ခိုက်ရတကက်အကြမ်းစားအကြမ်းစားစေခုရှိတယ်เนาะစေခုမှာခု89ခုနဲ့ကတော့ကျွန်တော်တို့တာမှာကိုဖန်ခံရတယ်88เนาะ89ပြလို့ရှိရင်เนาะ88 ရှင်းစနစ်ရှိရတာကျွန်တော်တို့ကချင်ဖက်မှာเนาะကချင်ဖက်မှာအဲ့ဒီမှာဆိုလို့ချင်း main to u main to u ဆိုတဲ့ကအဲ့ဒီ bomb pipe ပွင့်မှာเนาะ bomb pipe ပွင့်မှာအဲ့ဒီမှာဆုံးသွားတယ်เนาะဆုံးသွားတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ချင်း set တနော် set ကကျွန်တော်တို့ဒီတမဘုံမူကြီးเนาะ main main ထုံးမင်းမင်းထုံးကလည်းကျွန်တော်တို့ဒီရခိုင်မှာနော်ရခိုင်မှာနေပြီးတော့အဲ့ဒီမှာသေးတယ်နော်ရခိုင်မှာသေးတယ်20နှစ်နော်တက်မှတ်20နှစ်နေကတော့ဘုံမူကြီးအောင်နေမျိုးဆိုတဲ့လူကလည်းအဲ့ဒီရခိုင်ပြည်မှာသေးသွားတယ်တော့အဲ့ဒီပြည်တော့ရခိုင်မှာတက်မှတ်မှုနှစ်ယောက် သေးတယ်33 33ကြတော့ကျွန်တော်တို့ဒီပုံမှုချုပ်ကျွန်တော်ဆမ်းမြင့်အေးအေးယူခံရတယ်နော်သူကတော့အတော့မကြလို့အေးအေးယူခံရတယ်နောက်တစ်ခုက44 44ကြတော့ပုံမှုချုပ်အခုပြောတဲ့လူတွေအကုန်လုံးကပုံမှုချုပ်တွေကြီးပဲနော်အဲ့ဒီပုံမှုချုပ်တွေကအင်းမင်းနောင်အင်းမင်းနောင်ကတော့ခရင်ပြည်မှာအခုနောက်ကလေရင်ပြင်းနဲ့ဒီဟယ်လီကော်ပတာနဲ့သွားတဲ့ခါကျတော့ဒီခရင်ကနေပြီးတော့ပြစ်ချလိုက်တယ်ဒီမှာမာလခီယာဖြစ်သွားတယ်နော်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာသေပြန်ရောသေပြန်ရောနောက်တစ်ခုကတက်မ55အဲ့ဒီမှာလည်းပုံမှုချုပ် ဇော်မျိုးဝင်းဆိုတဲ့လူကနေပြီးတော့ဒီရှမ်းမြောက်မှာဖမ်းခံရတယ်နော်ဖမ်းခံရတယ်အဲ့ဒါကတော်လိုင်းရဖွေးတွေကနေပြီးတော့ EA ကိုတွေကဖမ်းလိုက်တာဖမ်းလိုက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာဖမ်းခံထားပဲရောနောက်တစ်ခုက66နဲ့6နော်66ကလည်းကျွန်တော်တို့ဒီဘုံမှုချုပ်ဝင်းသူလင်းကလည်းကျွန်တော်တို့အငင်းစားကိုပေးလိုက်တယ်ဒါမင်းဘာမှအကောင်းမကြဘူးဆိုရင်မှသူ့ကိုအငင်းစားပေးလိုက်တယ်နော်ဆိုတော့အဲ့ဒီမှာဖမ်းခံရတာနဲ့နော်ဖေးတာနဲ့အဲ့ဒီမှာဖြုတ်ချခံရတာနဲ့တမဆေခုမှာနော်တကယ့်တိုက်ရိုက်ခိုက်ရဲဆေခုမှာ လွတ်တာဆိုလို့နှစ်ခုပဲလွတ်တယ်အဲ့ဒါကတာမ33ရဲ့တာမ66ရဲ့เนาะအဲ့ဒီတာမမုံနှစ်ယောက်ကတော့လွတ်နေသေးတယ်အခုလွတ်အခုလွတ်လို့ဆေးပေါ့เนาะကြံတဲ့6ခုကတော့ကျွန်တော်တို့လုံးဝစုပြတ်တတ်သွားပြီနော်တကယ်တရခိုင်ရဲ့အမာခံပေါ့เนาะတကယ်အမာခံပဲเนาะတကယ်လူဆိုးခိုင်းတယ်လားတခုခုဆိုလို့ရှိရင်တော့သူတို့ကပဲလွတ်တယ်เนาะတရခိုင်ရဲ့မှာကွန်မန်ဒိုတတ်မှတ်ရတာတရခိုင်ရဲ့ဆိုတော့အဲ့ဒီမှာတကယ်အနည်းချုပ်အနေနဲ့ကျွန်တော်တို့ဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ ဒီမှာအလားမှာလုံးဝလွန်လွန်ကျွတ်ကျွတ်ရှိတဲ့ဟာတမန်နှစ်ခုပဲရှိတော့တယ်အဲ့ဒါကတမန်33ရဲ့တမန်66ရဲ့ဆိုတော့အဲ့ဒီနှစ်ခုကလည်းမကြာခင်နော်ဒီတော်လိုင်းရဲ့တက်ဖွဲ့တွေရဲ့နော် တက်ခိုက်မှုကိုလူလိခံရမယ်ဆိုတော့ဒီချောင်ပေါ့ကျွန်တော်တို့ပြောနိုင်တယ်ဘာဖြစ်လို့ဆိုတော့တော်လိုင်းကြီးကလုံးဝမရဘူးတရက်ထက်တရက်တရက်ထက်တရက်တိုးတာပဲရှိတယ်နော်လုံးဝဆုံးတာမရှိသေးဘူးနော်လေးနေရှိပြီလုံးဝဆုံးမရှိဘူးကျွန်တော်တို့အတက်ပဲရှိတယ်အမကြခင်သေးပဲကျွန်တော်တို့ခုနကညောင်ချိုးမြူဟာစခန်းကိုတင်လို့ရတယ်ဒီမိင္ကလေး အတွင်းမှာပဲเนาะဒီဖက်မှာဆိုလို့ရှိရင်တော့ flan တင်လို့ရတယ်ဆိုရှင်တော့ indoor တင်လို့ရတယ်အခုလည်းဆက်ပြီးတော့တင်ဖို့เนาะအခြေအနေအကောင်းတွေအများကြီးရှိနေတဲ့မြို့တွေအများကြီးရှိသေးတယ်เนาะဆိုတော့မြို့ပေါင်း60ကျော်ကိုတင်ပိုက်ရရှိထားတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 17ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆွေးကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ